ီကနေ့မှလည်းဆ iam မအများတန်တာရေးသားထားတဲ့နှောင်ရမွေးဆိုတဲ့ဝိထုစာအုပ်လေးအားဆက်လက်လို့မြဝေဖက်ပြတင်ဆက်ပေးချင်တာမို့လိုက်ပါလို့နာဆင်ပေးကြပါအောင်ရှင်နှောင်ရမွေးအပိုင်းရှိတိုနီအဖိုးတော်ဒေါက်တာဟင်ကြီးသည်မိမိတို့တာမီနှစ်ယောက်နှင့်ရွှေစံတော်ဖျားဝင်းသားရှိဒေါ်ပေါ်မိုးဟင်းငါးဆိုင်အထိစပိန်နှင့်သွားကြပြီးမုံစားကြသည် ဒေါက်တာဟင်ကြီးကသူကြွေးမီဆို၍ပစံအတင်းတုံရန်ကြံစီတော်လဲမိမိကပါနှံစွာအရင်ပေးထားလိုက်သည်ကလေးကဒေါ်ပေါ်မဟင်းကားကိုအတုံးနဲ့နှစ်ပွဲစားသည်ဒေါက်တာဟင်ကြီးကလည်းနှစ်ပွဲစားသည် ကောင်းလိုက်တာဗျာကျွန်တော်တခါမှမစားဘူးကျမတို့တတွေကဒီမဟင်းကားကို အသေးပဲဟိုဘက်ကပုံမှုဖို့ကွန်းလမ်းမှာစိုင်ခွဲတစ်ခုရှိသေးတယ်လေမုတ်ဖက်ကိုပေါပေါမုတ် စီချက်ဟင်းရည်နေနေနဲ့ချင်ခံဆက်ကိုလိုဒလိုတုတ်ပေးပြီးပဲတောင်ရှိပါထဲ့တုတ်ထားသည်ပြီးတော့ဟင်းရည်ကြကြပူပူလေးကိုမှုတ်တော့ရသည့်အရာသာကိုလွန်စွာနှစ်သက်ကြ၏စေယုံစီတို့ဒေါက်တာနှင့်အတူတူတွဲမဝင်ခြင်းသောကြောင့်ဒေါက်တာဟင်းကြီးအားလည်းပဲထွက်ရန်ကြံစီလိုက်သည်ဒေါက်တာကျမတို့တာမီနီယောက်ဒီနားအသည့်အိမ်ကို ဝင်လိုက်အောင်မေဒေါက်တာသွားနေမှာဟောဗျာပြင်းစရာကြီးကျွန်တော်လဲလိုက်မှာပေါ့နော်သမီး းဦးလဲလိုက်မှာပေါ့အမိုးနာတွေ့ကနေမှန်းသိ၍ကလေးကမျက်စောင်းထိုးလိုက်ရင်မလိုက်ပါနဲ့ဦးလိုက်တာမကောင်းဘူးဟာဘာလို့မကောင်းအောင်မလဲသမီးရဲ့မိုးနဲ့လွတ်လွတ်လပ်စကားပြောလို့မရဘူးပေါ့ကလေးဒီခါတိုင်းလူစိမ့်မရှိရင်မိမိအားတတိတတာပြောတတ်တော်လေလူစိမ့်ရှိရင်မိမိစုံမစကားကြောင့်ထူကြစွာညင်သိမ့်၍နေသည်အခုလည်းပြောလို့ရပါတယ်ဦးကမပိတ်ပင်မအောင် လေးစကားပြောတော့ဦးကကြားကျင်လို့ပါ။ဟွန်းမိုးကမာထားတယ်။စစိမ့်တွေရှိရင်စကားမများရဘူးတဲ့။နောမို့။ကောင်းကျင်ရင်ကရေသွမ်းမိသည်။နောက်ဆုံးတော့မိမိလည်းပဲမြမသွားဖြစ်တော့ပြီ။ဒရိတ်ကလာတော့ဒေါက်တာဟန်ဂျီကြောင့်စိတ်ယုံတို့သာအမြန်ပြန်သွားရ၏။ဒေါက်တာဟင်ဂျီနဲ့လမ်းခွဲတော့ကကလေးကတီတိုးမှတ်ချက်ချလိုက်သည်အဲ့ဒီလူရဘလို့လဲမသိဘူးနော်မို့မို့အတင်းလိုက်ကနေတာပဲနောက်တော့ကသူနဲ့မခေါ်နဲ့မို့ လူကြီးတပွေပူတတ်သောကလေးကြောင့်ကြီးနူးစွာရေမောမိသည် နောက်ပိုင်းတွင်ကလေးသည်ဒေါက်တာဟန်ဂျီနှင့်ပတ်သက်၍မကြာခဏတဝင်းတိုးတက်လာသည်ကလေးအဖိုးသူ့ထက်သူများကိုပို့တွယ်သွားမည်ဆိုသောကြောင့်ဝင်းဒိုးစိတ်ကလေးကအမြဲရှိနေ၏ထို့ကြောင့်ဒေါက်တာဟန်ဂျီအိမ်လာလေ၍စကားပြောရင်းကလေးကနှုတ်ခမ်းစုကရှောင်နေတတ်သည်ပြန်သွားရင်လည်းစကားမပြောဘဲစိတ်ကောက်ဆန္ဒပြနေတတ်လေ၏ဒေါက်တာဟန်ဂျီကိုပဲများသည့်ရှောင်ရှားနေသည်ကို သမီးသိစီခြင်းသည်တကားတရင်အောင်မနာတန်းပြောချတော့လဲဒေါက်တာဟန်ဂျီကအပြုံမပြက်ပေစေယုံမအားလုံးကသိနာကြသဖြင့်အတင်စကားဆိုကြသည်သို့သောဒေါက်တာဟန်ဂျီအားအပြစ်တင်စကားဆိုခြင်းထက်မိမိပေါ်ပြစ်တင်ခြင်းကပိုနေသည်အရင်ဒီဒေါက်တာကမင်းကလေးဆိုရင်စိစိတောင်ကြည့်တာမဟုတ်ဘူး။သူကတော်ထဲမှာဒေါက်တာနဲ့နှစ်ယောက်ထဲနေခဲ့ပြီးဘာရင်းညွနေလဲမသိတာ။ပြန်လဲလာရောတန်းတန်းဆွဲနေတော့တာပဲ။ ကလေးကိုမုံပြီးကြိုက်တယ်ဆိုတာဒါမျိုးပေါ့။ "तू อ่ะအိမ်အောင်သေးဆိုတော့ဒါမျိုးကအထာကျွမ်းပြီးသားပဲ။ခွဲစိတ်ခံနိုင်လို့လို့နေတော့ကြောင့်ဆရာဝန်ကြီးကမိမိအားလက်မလွတ်ပေး။ဆရာဝန်ကြီးဒီမိမိအားလွန်စွာသဘောကျသူပြီးပြီးသူ့လုပ်ငန်းတွင် အမြင်ပါဝင်စေသည်။ယူပါဟုကကြောင်းပီကားစားဖြစ်သောကြောင့်အလုတ်ခွင်မကျွမ်းကျင်သည့်အပြင်ဒေါက်တာဟန်ဂျီလောက်မသွဲလည်းသဖြင့်ခွဲစိတ်ခံသူဒေါက်တာဟန်ဂျီပါခေါ်ထားလိုက်သည် နောက်ပိုင်းတွင်ဆရာဝန်ကြီးလက်ယုံတစုဖြစ်လာသောကြောင့်မိမိအဖို့ယုံ၍မလွတ်သားတော့ပေမိမိကိုနားလဲသူမှာမေဒရွန်ဒေါခင်ဝင်းနဲ့အေးအေးမြင်သာရှိ၏ကိုမှန်ရင်ပြီးတာပဲပေါ့ဟူသောစကားနဲ့ပဝင်းချင်းဤထိုးနှမှုကိုကြံကြံခံနေရ၏ထိုကမျိုးတွင်ချစ်တော်ဆရာအာတန်တာမီသည်ရှင်မွေးဘဝကသူများမင်းငော့ခံမှုအတွက်မွေးဖွားလာသလားပဲဆရာရင်တာမီနေရာစလုံးကဒေါက်တာဟင်ကြီးအာအမျိုးမျိုး ထိုက်ခိုက်ကြသည်ကိုဒေါက်တာဟန်ဂျီကအယောင်အောင်တွန်းထိုး၍ဝင်လာလေ၏ကလေးကဒေါက်တာဟန်ဂျီလာသည်ကိုမြင်ရင်းမိမိအားအတင်ပုံခိုင်းပြီး သူကကြီးဧကန်၍မရှိဘူးပြောလိုသည်ဒေါက်တာဟန်ဂျီကစောင့်နေပြီဆိုရင်မစောင့်ပါနဲ့မိုးကတိတ်ကြမှာဟုပြောပြီးအတင်နှင်လွတ်တတ်၏မလွယ်မရှောင်သာ၍ဂျူဒီကြသောအခါကလေးပါလိုက်လာရပြီးငြိမ်သက်စွာစားချက်နေသည် ကလေးသည်တီရစအရွယ်မှစပြီးလူအရိတ်ကဲကိုနာလေးတက်လာ၏လူသားတိုင်း၏အရေးချီကို ကြည်ပြီးမှ စကားပြောရက်စစ်ဆန်တတ်သောကလေးဖြစ်သည်နေရာဌာနကိုလည်းကြည်တဲ့ဤယခုမူဒေါက်တာဟန်ဂျီကိုလမ်းမော်နှင့်အိမ်မှတွေ့သောအခါတွင် ရှံလုတက်ပြီးစေယုံတွင်တွေ့သော အခါတွင်ဘာတိဘာသာနှင့်မတိဟန်ဆောင်နေတတ်သည်ထို့သောဒေါက်တာဟန်ဂျီကမူကလေးအားစာနောက်တက်၏သမီးလေးကအမလိုပဲမျိုးလုံးတစ်ချက်လှမ်းကြည့်ရင် အကြည့်ခံရတဲ့လူတိုင်းဟာဒုက္ခရောက်သွားနိုင်တယ်။မကြည်မနှက်နဲ့ဒေါက်တာဟန်ဂျီကိုလှမ်းကြည့်လိုက်မိသည်။ထိုအခါဒေါက်တာဟန်ဂျီကရေမောလိုက်ရင်းအမအဲ့လိုမကြည့်နဲ့ဗျာကျွန်တော်ရင်ဖို့လွန်းလွန်းသူကရှွနှောင်းနှောင်းပြောလိုက်တော့လေအနာမလူများကြောင့်ရင်ထဲတွင်တောသားဖြစ်သွားမိ၏။သို့သောဘာမှမဖြစ်သလိုမဲ့ပြုံပြုံရင်းကကျမကြီးကြောင့်ရင်ဖို့ရင်လေဒေါက်တာဝေးဝေးရှောင်နေပေါ့ဒေါက်တာအဲ့လိုပြောလိုက်ပြင်မဲ့ကျမကတော့ရင်ခုန်နေဆိုတာမရှိဘူး ကျမဘသူ့အပြောဘသူ့အကြီးမှရင်မခုန်တတ်ပါဘူးရှင်။ဘာလို့လဲဆိုတော့ကျမကလေးမိပဲ။ဒေါက်တာကတော့လူပြိုးဆိုတော့မင်းကလေးတွေကြည်တိုင်းရင်ကိုပုံမှာပဲစမ်းပါဘူး။ဒါပေမဲ့အိုးအတွက်ရင်ပုံနေတော့ဒေါက်တာဘဝအမောင်ဖြစ်သွားမှာပေါ့။ရှင်ရီးအားစွာပြောချလိုက်ပြီးလက်ထွက်လာခဲ့သည်။နောက်ပိုင်းတွင်ပြေတနာကကြီးမားစွာကြံခဲ့လိမ့်မည်။ဒေါက်တာဟန်ဂျီသည်ရှက်ပြီးထွက်သွားလိမ့်မည်ဟုမိမိထင်ခဲ့သည်။ ိုသောဒေါက်တာဟန်ဂျီသည် နောက်မဆုံးသည့်အဖြစ်အားလုံးကိုကြော်ညာပြီးရှေ့သို့ခြေလန်းတိုးလာကြောင်းမီဂျွန်ဒေါခင်ဝင်းပြောမှသိရ၏မင်းဆရာဝန်တယောက်ကိုဒီလိုပြောတာတော့မကောင်းဘူးလုပ်ငန်းခွင်ထဲမှာကျမလူတိုင်းကိုလေးစားတတ်ပါတယ်မီဂျွန်ဒါပေမဲ့ကျမကိုကြီးကိုရာကိုထိလိုက်ရင်တီးမခံနိုင်ဘူးကျမတီးခန့်နေရတာကြပြီဒါဟုတ်မီဂျွန်တို့အသိပဲအိုကွယ်အချင်းချင်းတွေပဲရှင်နီလို့ပြောတာပဲကွယ် ရင်မွေးကဒီလိုပြောလိုက်တော့ဟိုအောင်ပွင့်ထက်လာပြီးရင်မွေးကိုသူတကယ်ချစ်တာဘသူပေါ်မမဒီလိုစိတ်မျိုးမဖြစ်ဘူးတဲ့အခုရင်မွေးဟာလွတ်လပ်သူမို့သူချစ်တာပါတဲ့ဘာပြစ်မှမရှိဘူးမေထရွန်ကိုပါကူညီပါလို့ပြောနေတယ်။နာကြီးစွာတစ်ချက်ရေးလိုက်သည်။ကျမသူများလွတ်လပ်ခွင့်ကိုမပိတ်ပင်ပါဘူးမေထရွန်။သူစိတ်ချမ်းသာတယ်လို့နေပါစီ။အဓိကကျမနော်ရင်မွေးပဲမဟုတ်လား။ရင်မွေးကိုတမိချင်းစာနာပြီးမေထရွန်အကြံပေးခြင်းနဲ့ ဒေါက်တာဟန်ဂျီကတကယ်မေတ္တာစနဲ့ချစ်တယ်ဆိုရင်ရင်မွေးရလက်ခံမှုတင်နေကြာမရှိတဲ့ကံမတင်နေသလိုပေါ့လင်မရှိတဲ့မိမမတင်နေဘူးပြောချင်သလားမီထရွန်ရပါတယ်ရင်မွေးသမီးကိုဘယ်ပထွေးလက်ထဲမှမထည့်နိုင်ဘူးမီထရွန်ရဲ့စေနာကိုရင်မွေးလေးစားပါတယ်ကျေးဇူးလေးတင်ပါတယ်ကလေးရဲ့တွင်မိမိတကိုယ်ရဲ့ယုံကံနိုင်ပါသည်ကလေးထံတွင်သာအချက်များကိုစုပုံထားခြင်းသည်ပြီးတော့နှလုံးသားထဲတွင်ဆ iam မလွဲ၍မိနုကိုမြအစာမထိုးခြင်းတော့ပဲ ဟောဆ ्याम မစီလာပေးပြီလူနာဆောင်များရှိတွင်စီလဲလေးကိုရက်ပြီးငိုင်းနေစဉ်လူနာတို့၏အတန်းကြောင့်အသည်ဝင်လာပြီးတင်ထားသောမျက်နှာကိုလျှော့ချရင်းပြုံးလိုက်မိ၏အခုချက်ချင်းတောင်းရမင်းနော်စီလာယူသူများကိုမာလိုက်သည်တချို့လူနာများက တနေ့၃ချိန်တောင်းရမည်ဆေးကိုတစ်ချိန်လျှော့တော့ပြီးဆေးကိုစူထားတတ်၏အချို့လူနာများကဆေးခါးကားကိုကြောက်၍တောက်ချင်အောင်ဆောင်ပြီးလွှင့်ပြတတ်သည်လည်းရှိ၏ ထို့ကြောင့်စီကိုတောက်မတောက်ကိုရိုင်းဆောင်ကြည့်ရသည်ယောအဲ့နီလာဝေးထပါအောင်ညီမလေးရဲ့စီတောက်ပြီးမှအိမ်နော်လူနာကြီးချိန်ပြီး၍အဲများရှင်နေသည် အချို့လူနာများကညနေဆောင်သည်နှင့်အိမ်တန်း၍နှိုးပြီးစေတိုင်ရသည်အပြာတိုင်ရသည်ဟဲအပြာနေနေပြန်တက်နေပါလားညီမဘာဖက်စားသေးတယ်လဲမစားပါဘူးအရေးပဲတောက်နေတာအန်တောင်းအန်ဂျင်နေ တိုင်ဖိတ်လူနာကညင်ညင်ညူညူပြောလိုက်သည်ငရွယ်သူမို့စားကောင်းစဲအရွယ်ဖြစ်သည်အရေးပဲတော့ပါညီမရေဒါမှမမြန်နီကောင်းပါအဖက်ဆောင်ရင်ဦးတောင်ပေါက်သွားနိုင်နေဒီယောဂါကဆီယမစကားကိုနားထောင်ပြီးစီမံမှန်တော့အရေးကြီးပဲတော့ရင်အမြင်ပြောက်တယ်ကဲစီတော့ပါအောင်ကော်ဖီနဲ့တောက်မလားအမဖြုတ်ပေးမယ်တော်ပါပြီအမရေရေအေးနဲ့ပဲတောက်ပါတော့မယ်ကော်ဖီတောက်ရပါများတော့အန်ကျင်းလာပြီ ။"အိုးဒါဆိုဘာလီနဲ့တောက်မလား။အီးပြေတာပေါ့တောက်လိုက်နော်။ချော်မော်၍စိတ်ရှိရှိတိုင်ရဤ။ဘာပဲဖြစ်ဖြစ်မိမိဘွားတွင်လူနာများနဲ့သာအချိန်ကုန်သွားတတ်သည်။လူနာများကိုပြုစုနေရလျင်စိတ်ချမ်းသာဤ။အပားနှင့်အမတော်ဝါကိုပြုစုနေရတဲ့ကဲ့သို့စိတ်ထဲတွင်ထင်မှတ်ထားလိုက်သည်။အဘနဲ့အမတွင်မိမိပါများမလုပ်ပေးနိုင်မီလောကကြီးမှစော်လင်စွာထွက်ခွာသွားခဲ့ကြသည်မို့တွင်းမိနေတိုင်းဝန်းနေ၍ယူကြုံမရဖြစ်မိသည် အထူးသဖြင့်အမတော်ဝါမအတွက်ဘာမျှအကူအညီမပေးလိုက်ရပဲကိုမျက်စိရှိနိုင်ပင်ဝေနာခံစားနေရသည်ကိုရောင်ချာချာနှင့်ကြည်နေကြရသည့်အဖြစ်မျိုးကိုမလိုလားတော့ပေထို့ကြောင့်လူနာတတောင်တတာဖြစ်စေရန် အထူးကယူဆိုင်ရသည်ဟောချင်းအောင်တောင်းထောင်းပြီးပြီလားအိတ်တော်မေပေါ်စီတော့ပြီမအိမ်နော်အိုးမထနဲ့လေကျမရေယူပေးမယ်တိတ်အိတ်ချင်နေရင်နင်းနင်း ိုရိုင်းရင်ခဲ့ပေးပြီးချင်အောင်လေးတို့ဆင်းနီရီကိုလမ်းပေးလိုက်သည်ကျေးဇူးပဲဆရာမလူနာများကိုစေပေးပြီးသည်နှင့် အပြန်တွင်ချင်အောင်များကိုဝိုင်းထောင်ပေးသည်အိယာကိုဝိုင်း၍ခါပေးသည်ထို့သောလုပ်ဖို့ကံပဲများကိုမူရှောင်ရှောင်ရင်မရအမြဲတမ်းလူနာနာမှာကြည်နေ၍မဖြစ်ပေဆရာများအခန်းစီထဲသည့်အခန်းထဲသို့ဝင်ပြီးလှုပ်ဆရာရှိသည်ကိုလှော်ရသည်ပါမြလှုပ်ဆရာမလို့ရင်ကလေးနှစ်တူကနန်းတွေ့ပြီးကလေးစာဖတ်ရလွယ်ကူအောင်မဆူလေးများထုတ်ပေး၏ ကလေးသည့်မိမိသွန်သင်ဆုံးမမှုကြောင့်စာကိုအထူးကြိုးစားသည်စီးရုံကိုလိုက်လာ၍ဒေါက်တာယူပါဦးရိုလိုငငယ်လာလာဆရာဝန်မလေးများကိုအားကြသည့်စိတ်များဝင်နေတတ်၏မိမိရလည်းကလေးအားကြစေရန်သူတို့တော်ကြောင်ကိုအမြင်ချီချူပေးသည်ရင်မွေးသမီးဟာရင်မွေးလိုပဲစကားသိတတ်တာပဲဒေါက်တာဟန်ကြီးကိုချဲတတ်တယ်ဟမ်ဘလို့ချဲတာလဲဒေါက်တာဟန်ကြီးကကလေးကိုဖာထီးလိုခြင်းသလားလို့မေးတော့ ကလေးကရှိပြီးသားပဲမလို့ချင်ပါဘူးလို့ပြန်ပြောတယ်။ဒီတော့ဒေါက်တာအံ့ဩသွားပြီးတော့တည်သွားတဲ့ party ကိုပြောတာမဟုတ်ဘူးတဲ့။အသက်ရှင်နေ party ကိုပြောတာတဲ့။ဒီတော့ကလေးကဘာပြန်ပြောတယ်သိလား။ဟင့်အင်းအမိုးက party ပဲ။အမိုးကပြောတယ်အမိုးလဲသူ party လဲသူပဲပေါ်လို့စောင့်အောင်ပြီးပြောနေတာလေ။ဒေါက်တာဟန်ကြီးကသိတဲ့ဘောကြနေတာ။ရင်ထဲမှာနှင်သွားသည်ကလေးရင်တွင်မှခံစားချက်ကိုရေမောစရာလို့၍ပြောနေကြ၏ ကလေးဘဝတွင်မိမိသာအာကိုရာဖြစ်သည်ကလေးအုံနောက်တဲတွင်ဖခင်ဟူသောစကားကိုမဝင်စီခြင်းသူ့ဘေနှင့်ပတ်သက်၍လုံဝမပြောင်းထားစီခြင်းသည်မိမိသည်ကလေးအားသူ့ဘေနှင့်ပတ်သက်၍တခါမျှစကားဆက်ပြီးမပြောမိအောင်တရိပ်ထားရသည်ကလေးအုံနောက်တဲတွင်အဖေသေးပြီးဟူသောအတီကိုရိုက်သွင်းထားသည်သို့သောကလေးအသက်၄နှစ်ကျော်ကျော်၅နှစ်ခန့်ကတည်ခဲ့သောအတီလေးကတခါတည်းအုံနောက်ထဲသို့ဝင်လာတတ်သည်။ယင်းအတီကိုစွဖြောက် ခိုင်းထားသည် ကလေးသည် သူပါကနေပတ်၍ဘာမှမမှန်မီတော့ပြီဟင်ရင်ထဲတွင်ပူကနေဖြစ်သွား၏စပွဲပေါ်တွင်ကလေး၏တွက်လက်ဆကနန်းစာကိုသာတွေ့ရသည်ကလေးစာကြည့်စရန်စမ်းသက်ခံနေတွင်ထားခဲ့ခြင်းဖြစ်သည်ကလေးကလေးပြေသွားနေလေဆရာမများအခန်းထဲသို့လမ်းကြည့်လိုက်သည်ကလေးကမေထရန်ဒေါခင်ဝင်းနှင့်ဆ ्याम မတို့အေးအေးမြင်က လွဲလို့တခြားသူများနှင့်ရင်းရင်းနှီးနှီးမနေခဲ့ဘူးပဲ သူတို့နှစ်ဦးမရှိရင်ဆ iam မများအကန့်တွေတို့ရောက်ခဲ့ဤယခုမီထရွန်ကလည်းဂျူတီထွက်သွားလိမ့်ပြီအင်းမြင့်ကလည်းမရှိ ရေချိုကန်နှင့်အိမ်သားများဘက်သို့ရှောက်၍ရှာကြည့်သည် မတွေ့ရသဖြင့်ရင်းနေပူသွား၏ကလေးသည်မိမိမသိပဲဘယ်ကိုမျှမသွားဘူးပဲကလေးကိုတွေ့လာကလေးဖယ်သွားသည်လေဆ iam မများအားတယောက်ပြီးတယောက်မေးကြည့်သည်အလုံးကကောင်းကောင်းနေ၏ဆိုးဆိုးကဒီကန်ထဲမှာဒေါက်တာဟန်ကြီးနဲ့စကားပြောနေတာပဲ ဘာကြောင့်မှန်းမသိဒေါက်တာဟန်ဂျီနှင့်ရှိနေသည်ကိုသိရ၍အနေငယ်စိတ်အေးသွားသည်ဒေါက်တာဟန်ဂျီသည် လူနာများနှင့်ပတ်သက်၍စိတ်ရှိကြောင်းကလေးများကိုချစ်ခင်တတ်ကြောင်းသိထားသည်ဖြင့်အနေငယ်ယဉ်အေးမိသည်ကလေးသည်ဒေါက်တာဟန်ဂျီနှင့်အဆင်ပြေသွားပြီးတနေ့ရရမှစကားပြောနေသလားအပြင်ထွက်သွားရင်တော့မိမိကိုမပြောဘဲမသွားတတ်ပေစေယုံနဲ့နေရအနှံရှာပြီးအပြင်မဲ့သို့ထွက်လာသည် အပြင်မဲ့တွင်အမောင်တို့ကစိုးမိုးနေလိမ့်ပြီးသစ်ပင်ကြီးများလည်းအိတ်ကုံကြ၏ ညက်ကလေးများလည်းစိတ်ငြိမ်နေလိမ့်ပြီးသို့တော့တောင်ငူစေးယုံသည်ရန်ကုန်မန္တလေးကားလမ်းမပေါ်မှာရှိပြီးလမ်းစုံလမ်းကွာမှာရှိ၍ကားဂိတ်စိုက်ကားဂိတ်ရှိသည်လူအစီကားဆုံးမင်းဖြစ်သည်စေးယုံဘေးကားဂိတ်တွင်လူဖိအဆိုင်ဒီဇိုင်းရှိသည်ထိုဆိုင်တွင်ဒေါက်တာဟန်ဂျီနှင့်ထိုင်နေကြမှုလမ်းကြီးမင်း၏လင်းထိတ်နေသောမိအောင်အောင်တွင်ကလေးနှင့်ဒေါက်တာဟန်ဂျီတို့နှစ်ဦးရေမော၍စကားပြောနေကြသည် ထို့စဉ်ဒေါက်တာဟန်ဂျီကခလီကောင်းကိုလည်းပြင်ဖို့၍ရေလိုက်သည်ကို တွေ့ရသောအခါရှင်နေတွင်ကျင်းကနေဖြစ်သွား၏သစိန်းယောက်ျားတဦးကခေါင်းကိုပုံ၍စကားပြောနေသည်ကိုမိမိမလိုလားဘာမှမမြင်တော့ဘဲကာလန်ကို အတင်းဖြတ်ကိုလိုက်၏စိုက်ကားတစ်စီးနှင့်ရင်ဆိုင်တိုးမိသည်စိုက်ကားဘင်းကိုဘရိတ်ဆွဲလိုက်တန်ကကျေလောင်စွာကြားလိုက်ရ၏ဘလို့လဲဆရာမရဲ့နည်းနည်းလောက်ကြည့်ပါအောင်လား Oh sorry sorry ကမန်ကရန်တောင်ပံပြီဆိုင်တွင်သို့တုတ်တုတ်ကလေးဝင်လိုက်သည်ဟင်အမိုးလိုက်လာတယ်မိမိကိုမြင်သောအခါကလေးမျက်နှာလေးမှာဝင်လေသွားသည် သို့တော်မိမိမျက်နှာကတင်းမာနေသောကြောင့်ကလေးမျက်နှာမှာချက်ချင်းတီးသွား၏လာလေးအမဒီမှာကျွန်တော်နဲ့တမီနဲ့အဖွဲကြနေတာဒေါက်တာဟန်ကြီးကဘာမှမဖြစ်သလိုမိမိအမိုးရာကိုမတိဟန်ဆောင်ပြီးလမ်းခေါ်လိုက်သည်ဒေါက်တာကျေးဇူးပြုပြီးကျမရဲ့တမီးကိုကျမမသိပဲခေါ်မသွားပါနဲ့ ကျမမှာရှာလိုက်ရတာနဲ့နေတာပဲထိုင်မအောင်အမရဲ့ကျွန်တော်တို့စကားပြောရအောင်အေးစစ်စစ်ပေါ့ကျမချူတီဝင်နေတယ်ရှင့်ရှင်နေမှခံပြင်းသွားသည်မိမိလိုက်လာမိကိုချူတီနေတော့ကြောင့်ကလေးအားတစားကန်ခေါ်သွားခြင်းဖြစ်သည်သူဖြစ်၍သူမိများပင်တားနေတော့လဲခဏလေးကိုဆွေး၍ပြန်လာပြန်အောင်ပြန်လာခဲ့သည်ဒေါက်တာဟန်ကြီးအပေါ်အာနာမှုဟူသည်မှမထားတင်တော့ပြီး ကိုကိုမယမကပိုးရမီဟု၍ကြွေးကြော်ထားသူအပေါ်လိုက်ရောလင်းမိမိဘက်ကအမားသာဖြစ်ပါသည်ကလေးလက်ကိုကတ်တင်းနှင်းဆွဲကရင်စေုံနေသူပြန်ဝင်လာခဲ့သည်ကလေးကသူပြင်းနေသူမို့ငြိမ်နေ၏ကလေးနောက်ကို အမိုးမသိပဲဘဲမှမသွားရဘူးအမိုးကကလေးပြောက်လို့ရှာလိုက်ရတာနှံ့နေတာပဲကလေးကမမီမျက်နှာထားကြောင့်ငုံမဲမဲဖြစ်သွားသည်ထို့ကြောင့်ပင်သက်ကလေးရှိုင်းလိုက်ရင်ကမျက်နှာကိုလျှော့လိုက်ရသည် ကလေးကိုအမိုးဆူနေတာမဟုတ်ပါဘူးဒေါက်တာဟန်ချီနဲ့တွေ့တာကိုအဖြစ်ပြောတာမဟုတ်ပါဘူးမိုးရဲလို့ပေါ်ကင်ဘက်တွေပဲမိုးပါစိတ်မချเสียရရှိလေဒါပေမဲ့ကလေးကမပြောဘဲဆိုပဲလိုက်သွားတော့မိုးရှာရတာဘလောက်ပင်မနဲ့မှတ်တယ်လေမိုးမတိပဲဘာမှမလုပ်ဖို့ပြောနေတာတွားချင်ရင်မိုးကိုလာပြောပြီးမှတွားပါမိုးထက်မှာပေါ့ကလေးပခုံးကိုဖယ်ရွယ်နှစ်သိမ့်လိုက်သည်ထိုအခါမှကလေးကမိမိခါကိုဖယ်ရင်မိုးကလည်းကလေးကိုအဲ့လိုကြီးမကြည့်ပါနဲ့နော် မိုးစိတ်ဆိုးမောကလေးတိတ်ကြောက်တာပဲပင်သက်လေးရှိုင်လိုက်မိသည်ဩကလေးဘွားအတွက်မိမိတူတဲ့အာကိုရမို့မိမိမျက်နှာညိုရင်းကလေးစိတ်တဲညိုသွားသည်ကိုစိတ်မကောင်းဖြစ်မိ၏မိမိသည်လည်းကလေးတူသားတွေ့တာရမို့ကလေးမျက်နှာညိုရင်းမနေတဲ့ကလေးသည်မိမိ၏ခြေပုံမှန်ကလေးပင်ဖြစ်ပါသည် အခန်းလေးဒေါက်တာကျမဘာသာပြန်မရစေဒီနေ့တိတ်နောက်ကျနေလို့ကလေးမျောနေတော့မယ် မောင်းနေတယ်ဆရာမတို့လည်းလူပြက်တယ်ကျွန်တော်လိုက်ခဲ့မယ်ကျမသွားနေကြပါသွားနေကြမို့ဆိုရင်တော့ဗောဗျဘာမှထက်မပြောတော့ဘဲစပိန်ကိုသာအာကုန်နေလာခဲ့သည်ခလီတို့ဆောင်မွေးဖြေရကန်နေ၍ဆရာမများကအချိန်ပိုခေါ်သည်ညနေ9နာရီတွင်ပြီးမည်ဟုမှားထားသဖြင့်ကလီအားလာချိုမည်စောင်းနေပါဟုပြောထားတော်လဲအရေးပေါ်လူနာကိုခွဲစိတ်နေရသောကြောင့်အတော်လေးနောက်ကျသွားခဲ့သည်9နာရီမှခွဲကန်ထဲမှထွက်ရသည် နှွေဦးမို့အမောင်တို့မှနောက်ကျတော့လဲအချိန်မှအတော်လေးလင်းနေသည်အိမ်မှာကလေးတယောက်တည်းစာနေမလားမသိဘူးကလေးတွက်သာစိတ်ဆောနေ၍စပင်းကိုအမြန်နင်းနေမိသည်ဒေါက်တာဟန်ဂျီကမိမိနာမလိုက်နေရင်ကစိတ်မပူပါနဲ့အမရဲ့အမသမီးရတည်တဲ့နေပါပြီပေါ်လုံးကွင်းပေးမှလမ်းသည်လူရှင်နေသည်ထောက်လန်းရင်စစ်တက်ရှင်မို့ပို၍ရှင်နေသည်ကလေးကိုအမတ်ငါပကူเจ้าမှထားသည် ကျောင်းနှင့်အင်ကာနီသဖြင့်ကလေးဘာသာပြန်ပြီးမနေ့နိုင်သာကလေးကိုပို့ပေးထား၏။ကလေးသည်သူဘာသာသို့ပြန်လာပြီးအိမ်သောဖွင့်ကလွင်လေးကိုပြချ၍အိမ်ဝတွင်ငုတ်တုတ်ကလေးထားရင်းမိမိအားမျောနေတတ်သည်။မိမိနောက်ကျရင်အငယ်စွာငိုတတ်သည်။ထို့ကြောင့်ဘယ်တော့မှနောက်မကြဝင်ပဲအမြဲချိန်မှန်ပြန်ရသည်။ယခုကလေးသည်အိမ်သို့ရောက်နေပြီးအိမ်ဝတွင်ထိုင်၍စောင့်နေတော်မူ။အမရဲ့အမတို့တောင်းမီကိုကျွန်တော်ထာဝရဆောင်းလျှောက်ပြစေလိုက်။ ဇက်ကနေတုံလုံးသွားသည်ဤကဲ့သို့ဒါရိုက်မပြောဘူးဝေးသွဲဝါး၍ပြောတတ်သည် ကျမကိုဘာလို့မျှော်လင့်နေလဲဒေါက်တာကျမကခလီတယောက်မိဆိုတာကိုဒေါက်တာသိတာပဲကျမတို့တာမီနီယောက်အတွက်စောင့်ရှောက်စရာမလိုပါဘူးခလီအတွက်ပထွေးမလိုပါဘူးအမကျွန်တော်မချစ်နိုင်ဘူးလားအမအာမကိုခြင်းလဲနေပါဒါပေမဲ့ချစ်သူအနေနဲ့စဉ်းစားရင်ဒါပိုးမဖြစ်နိုင်သေးတယ်ကျမမှာချစ်တဲ့စိတ်ဟာလုံးဝမရှိဘူးဒေါက်တာ ကျမချစ်ဦးသူနောက်ကိုပါသွားပြီအချစ်တွေ့အိမ်အောင်ပြုခြင်းကျမအချစ်ဦးကိုပဲစဉ်းစားရမှာပေါ့အခုခလေးတွေ့ကျမကိုသူဆုံခွာသွားတာသူ့ကိုပဲကျမစောင့်နေတယ်ဒါဆိုဒေါက်တာနားလေလောက်ပါပြီရင်ထဲမှာပွင့်ထွက်သွားမိ၏ဇွတ်တရွနိုင်သောသူ့ဇွဲကိုအင်းင်းနဲ့ပဲနှင်ထုတ်ရပေတော်မူဩခလေးရဲ့ဘေးကအမချစ်ဦးသူမဟုတ်ဘူးပေါ့နော်ဒေါက်တာကိုကျမညာပြောတာမဟုတ်ပါဘူး အချစ်ဆိုတာပူလောင်နေဆိုတာကျမခံစားရပါတယ်။မျောလင်းခြင်းနဲ့မခံစားစေခြင်းမူဒေါက်တာကိုချစ်သူအဖြစ်လုံးဝမဖြစ်နိုင်ပါဘူး။မမျောလင်းပါနဲ့ဒေါက်တာ။ကျမထပ်ပြီးအိမ်အောင်ပြုမယ်ဆိုရင်တော့ကျမချစ်ဦးသူအားလွယ်လို့ဘသူ့ကိုမှထပ်ပြီးစဉ်းစားမှာမဟုတ်ပါဘူး။ဒေါက်တာဟင်းကြီးထံမှပင်သက်ပင်ပင်ခြာတန်ကိုကြားလိုက်ရသည်။အနီတီဗီအလောက်ကင်တွင်စီစဲတိကြသောဆရာဝန်တူသည် အချစ်အတွက်ကလေးဆန်လွန်လာသည် ကျွန်တော်စူးစမ်းကြည့်ပါအောင်မယ်အမရေမိတ်ဆွေလိုခင်နိုင်အောင်ပေါ့လေကျေးဇူးတင်ပါတယ်ဒေါက်တာ စကားပြောနေရသည်စိတ်ထဲမှာတော့ကလေးကိုသာတရိယာနေမိ၏စပင်းကိုအာကုန်နေလာတော့ကြောင့်နားထဲမှာလေးတန်တဝီဝီနဲ့အမိုးအမိုးခေါ်တန်ကိုကြားနေရတယ်လို့လို့ထင်မိသည်ထို့ကြောင့်ကလေးတွင် စိတ်ပူလာသည်အိမ်ဝင်းနှင့်အယောက်တွင်တိမ်လုံးမိများမှောင်နေသောကြောင့်ရင်ထဲတွင် ထိတ်သွားမိသည်အိမ်တကားမဖွင့်သည်ဟင်ကလေးမရောက်သေးဘူး တုံ့လုံသွားမိသည်အိမ်ပေါ်မှာကမန်ကရန်ပြင်းစင်လာပြီးချမ်းဝါမှာရက်ရွေးကြည့်နေသောဒေါက်တာဟန်ကြီးအားအာကိုတကြီးနဲ့လမ်းပြောလိုက်မိ၏ဒေါက်တာကလေးမြောက်သေးဘူးကြောင်းမှထင်နေမိမိအတန်းများတုံ့ရင်၍ငိုတမ်းပါနေသည်ကလေးနှင့်ပတ်သက်၍မိမိနှလုံးသားပျော့ပြောင်းအားငယ်တတ်၏ဒူးများတစက်စက်တုံလာကစပိန်ကိုအာကုန်နင်းလာခဲ့၏အမရင်မွေအရှိန်နေနေလျှော့လိုက်ပါအောင်ကျွန်တော်ရှာပေးပါမယ်ဒေါက်တာဟန်ကြီးစကားသည်နာရဲသူဝင်မလာပြီ ရင်ထဲ၌ကလေးပြတ်မလာသေးဘူးဟူသောအတိသာစိုးမိုးနေလိမ့်ပြီကလေးသည်မောင်သည့်အထိကြောင်းမမနေဘူးပဲမိမိမလာရင်သူ့ဘာသာသူပြန်လာတတ်သည်ရခုမောင်နေပြီအမိုးဆ ्याम မများတန်နာရေးသားထားတယ်နှောင်ရွေးမွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်းရှိအနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြနေခြင်းကိုဤနေရာတွင်ခိတရနာခွင့်ပြုပါရှင်နားဆင်ပြီးကြသူ နွေဦးမိသားစုအရောက်စီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်နွေဦးမိသားစုများအားလုံးလည်းဘေးဥပ္ပတ်အန္တရာယ်ပေါင်းမှကင်းဝေးလို့လုံခြုံကြပါစေရှင်